င်္ဂလာပါရှင်။ရန်ကုန်ခေတ်သစ်ရဲ့နေ့လည်ခင်သတင်းတွေကိုတင်ဆက်ပေးပါမယ်။ချက်ဖို့ပါတီကနေရွေးကောက်ပွဲဝင်ပြိုင်ကြမဲ့စစ်ဘိုလ်ချုပ်ဟောင်းတွေအားပိုပိုင်လုံခြုံရေးအဖွဲ့တွေကိုဖွဲ့စည်းထားပြီးညာထုံးက ပြည်ဦးမြေမျိုးနဲ့ရိုးစောကကိုကိုကျုံအောင်းလင်းတွေးကနေပြီးတော့မဲဆန္ဒနယ်ပါဝင်ဘိုလ်ချုပ်တွေတချို့ရှင်ပြိုင်မဲ့မဲဆန္ဒနယ်တွေထွက်ပေါ်လာပါတယ်။ မန္တလေးတိုင်းနထိုးကြီးမြို့နယ်ပဲချက်ကြီးရွာကိုစစ်တပ်ကစစ်တပ်လေးဒီ၃စီးနဲ့ဘုံးတွေကျဲချခဲ့တာကြောင့်ပြည်သူ၄ဦးသေဆုံးပြီး၂ဦးတရားရရှိခဲ့တယ်လို့ဒေသပြည်သူတွေကရန်ကုန်ခေတ်စ်ကိုပြောပါတယ်လောင်လုံးမြို့အောင်တပြေဖုံးကြီးเจ้าမှာတက်ဆွဲထားတဲ့စစ်တပ်ကိုဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့်စစ်သား၂ဦးသေဆုံးခဲ့တဲ့သတင်းပါဝင်နေ့လည်ကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ ပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ကျန်းဖို့ပါတီကနေတဆင့်ရွေးကောက်ပွဲဝင်ပြိုင်ကြမယ့်စစ်ဘိုလ်ချုပ်ဟောင်းတွေကကိုပိုင်းလုံခြုံရေးဖွဲ့တွေကိုဖွဲ့စည်းထားတယ်လို့ကြန့်ခိုင်ပါတီသတင်းရင်းမြစ်ကရန်ကုန်ခေတ်စ်ကိုပြောပါရယ်။မင်းအောင်လှိုင်ရဲ့စိတ်ခမ်းချက်အရစစ်ကော်မရှင်ကစစ်အရာရှိကြီးတွေဖြစ်ကြတဲ့အောင်လင်းတွေ၊မြထွန်းဦး၊ဝင်းကြီးတင်အောင်ဆန်း၊ဒုတိယဘိုလ်ချုပ်ကြီးအောင်ကံမြင့်တန်း၊ဒုဘိုလ်ချုပ်ကြီးအောင်သေစကျော်၊ဒုဘိုလ်ချုပ်ကြီးအောင်တပ်ပုံ၊ဒုဘိုလ်ချုပ်ကြီးအောင်ဖုံးမြတ်၊ဒုဘိုလ်ချုပ်ကြီးအောင်လင်းအောင် ဒုဗိုလ်ချုပ်ကြီးအောင်စိုးတင်နိုင်တို့ကပြည်သူ့လွတ်တော်အမျိုးသားလွတ်တော်နဲ့ပြည်내တိုင်းလွတ်တော်တို့ကနေကြံ့ဖို့ပါတီကိုစားပြုပါဝင်ရှင်ပြိုင်သွားမှာဖြစ်ပြီးကြံ့ဖို့ပါတီကနေတဆင့်ရွေးကောက်ပွဲဝင်ရမှာကိုပိုင်းလုံချုံရေးအဖွဲ့တွေကိုဖွဲ့စည်းထားတယ်လို့သိရပါတယ်။ကြံ့ခိုင်ရေးပါတီသတင်းရင်းမြစ်ပြောတာကတော့ပါတီဘက်ကလှုပ်ပေးတဲ့လုံချုံရေးဖွဲ့ဒေသဆိုင်ရာအုပ်ချုပ်ရေးနဲ့လုံချုံရေးအဖွဲ့ကလှုပ်ပေးမဲ့လုံချုံရေးအပြင်တအူးချင်းစီမှာကိုပိုင်းလုံချုံရေးဖွဲ့တွေတည်တံ့ဖွဲ့စည်းလှုပ်ဆောင်နေကြပြီး အဲ့ဒီအဖွဲ့တွေကနေမီတွေကိုပနာမကွင်းစင်းနေကြပြီလို့ပြောပါရယ်။ဒါအပြင်ပါတီကနေကိုစားပြုတ်ပြိုင်နေဆိုပေမဲ့အစအစအရာရာသူတို့ဟာသူတို့စီမံလာကြတဲ့အပြင်စရိတ်ကအစပါတီဘက်ကပေးစရာမလိုဘူးလို့လည်းဆက်ပြောပါရယ်။လက်ရှိဗိုလ်ချုပ်ကြီးအောင်နေရှင်ပြိုင်မဲ့မဲဆန္ဒနယ်တွေထွက်ပေါ်နေပြီးအောင်လင်းတွေကနေပြီးတော့မျိုးသားလွတ်တော်မဲဆန္ဒနယ်ပြည်အားမှာရှင်ပြိုင်တယ်လို့မျိုးစောကကိုကိုကျိုးပြည်သူလွတ်တော်မဲဆန္ဒနယ်ကနေရှင်ပြိုင်မှာဖြစ်ပြီး မြထုံးကတော့ပြည်ဦးလင်မြို့နယ်ပြည်သူ့လွတ်တော်မဲဆန္ဒနယ်ကနေရှင်ပြိုင်သွားမယ်လို့သိရပါဗျ။ဒုတိယဗိုလ်ချုပ်ကြီးအောင်သက်ပုံကစကိုင်းမြို့နယ်ပြည်သူ့လွတ်တော်မဲဆန္ဒနယ်ဒုတိယဗိုလ်ချုပ်ကြီးအောင်စိုးတင့်နိုင်ကမကွေးမြို့နယ်မဲဆန္ဒနယ်ဒုတိယဗိုလ်ချုပ်ကြီးအောင်ကံမြင့်တန်းကမအူပင်မြို့နယ်မဲဆန္ဒနယ်ဒုတိယဗိုလ်ချုပ်ကြီးအောင်မျိုးသိန်းစော်ကပေါက်ခေါင်းမြို့နယ်မဲဆန္ဒနယ်တွေကဝင်ရောက်ရှင်ပြိုင်မှာဖြစ်ပါတယ်။ဒါအပြင်ကျန်းဖို့ပါတီဥက္ကဋ္ဌခင်ကြီးကဇေယျာတိရီမြို့နယ်အငိမ့်စားဗိုလ်ချုပ်ကြီးတင်အောင်စန်းကဥဒရာတိရီမြို့နယ် မင်းကင်းမောင်မြင့်ကစပြူတီဗီမြို့နယ်မဲဆန္ဒနယ်အငိမ့်စာပိုကြုံကြီးမြက်ဟင်းကတက္ကိနာတီဗီမြို့နယ်ပုပ်ဝတီဗီမြို့နယ်မှာတော့ဘူးလက်လာဆွေဘိုးကျော်အောင်မမအောင်ကတက်ကုံးမြို့နယ်မဲဆန္ဒနယ်တို့မှာအသီးသီးရှင်ပြိုင်ကြမှာလို့သိရပါတယ်ရှင်တဖက်မှာရွေးကောက်ပွဲအတွက်ကိုပိုင်လုံခြုံရေးတွေဖွဲ့စည်းနေပေမဲ့တခြားတစ်ဖက်မှာတော့ကြေးရွာတွေကိုလိုက်လံပုံကျဲနေရကြောင်းပြည်သူတွေထိခိုက်သေးဆုံးမှုတွေရှိနေပါတယ်။ ဒါကတော့စကိုင်းတိုင်းဝက်လက်မြို့နယ်ရွာသားကြီးရွာကိုအကြမ်းဖက်စစ်တပ်ကဂျိုင်ယိုကော့ပတာ3စီးနဲ့ဘုံးပတ်ကျင်းနေတယ်လို့ဒေသပြည်သူတွေကရန်ကုန်ခေတ်စ်ကိုပြောပါရယ်။မနေ့ကအော်တိုဗော်လာ16ရက်နေ့နေ့လယ်3နာရီကျော်ခန့်ကနေစတင်ပြီးအကြမ်းဖက်စစ်တပ်ကဝက်လက်မြို့နယ်ရွာသားကြီးရွာကိုအနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေတက်လာတဲ့ဂျိုင်ယိုကော့ပတာ3စီးကဘုံးပတ်ကျင်းနေတဲ့အတွင်းမှာပြည်သူတွေထိခိုက်မှုရှိမရှိကိုတော့အတိမပြုနိုင်သေးပဲဂျေးရွာနေပြည်သူတွေကလက်ရှိအချိန်ထိထွက်ပြေးတိမ်းရှောင်နေရပါရယ်။ အဲ့ဒီလိုပဲအော်တိုဗာလ14ရက်နေ့နဲ့အော်တိုဗာလ15ရက်နေ့တို့မှာအကျန်းဘတ်စစ်တပ်ကရွာသားကြီးရွာပါဝင်တမန်တာကြီးရွာစာတင်ကျောင်းတို့ကိုလည်းချိုင်းဟယ်ကော်ပတာစစ်တပ်လေဒီတို့နဲ့ပုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ပြည်သူချောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။ဒါအပြင် အော်တိုဗာလ18ရက်နေ့မနက်10:00မိနစ်40ခန်းမှာမွန်ပြည်နယ်ကြိုက်ထုံမြို့နယ်ကြောက်ဖြာရွာကိုလည်းအကျန်းဘတ်စစ်တပ်ကလေရင်နဲ့ဘုံသီးဆယ်လုံးကျဲချတိုက်ခိုက်ခဲ့တာကြောင့်ပြည်သူတို့ထိခိုက်ဒဏ်ရာရရှိပြီးနေခုနှစ်လုံးလည်းပျက်စီးခဲ့တယ်လို့ KNU သူတထိုးခရင်ကထုတ်ပြန်ထားပါတယ်ရှင်။မန္တလေးတိုင်းဘက်ကိုကြည့်အောင်ပါ။မန္တလေးတိုင်းနထိုးကြီးမြို့နယ်ပဲချက်ကြီးရွာကိုစစ်တပ်ကစစ်တပ်လေဒီ3စီးနဲ့ဘုံးတွေကျဲချခဲ့တာကြောင့်ပြည်သူ၄ဦးသေဆုံးပြီး၂ဦးဒဏ်ရာရရှိခဲ့တယ်လို့ဒေသပြည်သူတွေကရန်ကုန်ခေတ်စ်ကိုပြောပါရယ်။မနေ့ကအောက်တိုဘာလ19ရက်နေ့မနက်6နာရီချိန်ခန့်မှာနထိုးကြီးမြို့နယ်ပဲချက်ကြီးရွာဘော်ကိုစစ်တပ်ရဲ့စစ်တပ်လေဒီ3စီးက ဘုံးတွေကျဲချခဲ့တာကြောင့်ပဲချက်ကြီးရွာမှာနေထိုင်တဲ့ပြည်သူလေးဦးသေဆုံးခဲ့ပြီးနှစ်ဦးမှာတော့အပြင်းထန်ဒဏ်ရာရရှိခဲ့လို့သိရပါဗယ်။သေဆုံးသူပြည်သူလေးဦးမှာအသက်55နှစ်အရွယ်ဦးကျော်နိုင်တဲ့ဒေါခင်တန်းသူအသက်58နှစ်အရွယ်ဦးခင်မောင်ဝင်းနဲ့အသက်62နှစ်အရွယ်ဒေါခင်တင်းတို့ဖြစ်ပြီးဒဏ်ရာရရှိသူတွေကတော့အသက်10နှစ်ရွယ်မတ်ကျူးကျူးကိုနဲ့အသက်45နှစ်ရွယ်တော်ရွှေဝါထွန်းတို့ဖြစ်တယ်လို့သိရပါဗျ။ ပြည်သူတွေထိခိုက်ဒေဆုံးခဲ့တဲ့အပြင်နေချောင်းလုံးထက်မနေလဲပျက်စီးခဲ့လို့ဒေသပြည်သူတယောက်ကပြောပါရယ်အကြံဘတ်စစ်တပ်ကမန္တလေးတိုင်းနထိုးကြီးမြို့နယ်အတွင်းမှာလေကြောင်းတိုက်ခိုက်မှုတွေလှုပ်ဆောင်နေတဲ့အပြင်မြေပြင်မှာလည်းစစ်ကြောင်းထိုးမှုတွေကိုအရှိန်ဟုန်မြင့်လှုပ်ဆောင်လာတယ်လို့ဒေသစီတင်ရင်မြစ်တွေစီကနေသိရပါရယ်ရှင်တနင်္သာရီတိုင်းဘက်ကသတင်းကိုတင်ဆက်ပေးပါမယ်။တနင်္သာရီတိုင်းလောင်းလုံးမြို့အောင်တပြည်ဘုံကြီးကျောင်းမှာတက်ဆွဲထားတဲ့ အကြမ်းဖက်စစ်တပ်ကိုဝင်ရောက်တိုက်ခိုက်ခဲ့ရာကြောင့်စစ်သား၂ဦးသေဆုံးခဲ့တယ်လို့တဝဲခရိုင်တပ်ပေါင်းစုပြန်ကြားရေးတာဝန်ခံရဲဘော်ရှဲတို့ကရန်ကုန်ခေတ်စ်ကိုပြောပါရယ်ပြီးခဲ့တဲ့အော်တိုဗလာ၁၉ရက်နေ့မနက်9:15မိနစ်ခန့်မှာလေလောင်လုံးမြို့ပေါ်မှာရှိတဲ့အောင်တပြေဖုံးကြီးဝင်းအတွင်တက်ဆွဲထားတဲ့အကြမ်းဖက်စစ်တပ်ကိုတော်လန်ရေးတပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်ခဲ့ရာကြောင့်တိုက်ခိုက်မှုဟာတနအိခွဲခန့်ကြာမြင့်ခဲ့ပြီးအကြမ်းဖက်စစ်သား၂ဦးသေဆုံးက9ဦးထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အပြင် တန်ရာရသူတွေတဲကနှစ်ဦးကတန်ရာချင်းနေပြင်းထန်ကသိဆုံးနိုင်တယ်လို့သိရပါတယ်။အဲ့ဒီဘုံကြီးကျောင်းမှာတက်ဆွဲထားတဲ့အကြံပတ်စစ်တာပြည်သူတွေရဲ့လုံခြုံရေးပေါ်နေ့စဉ်ရက်ဆက်ချိန်ချောက်အနိုင်ကျင့်နေပြီးလူငယ်တွေကိုအတ္တမပေါ်တာဆွဲတာအတင်းအာဓမစစ်မှုထမ်းစုဆောင်းတာခီးသွွားပြည်သူတွေကို မတရားဖမ်းဆီးချိန်ချောက်ကငွေကြေးအစမတန်တောက်ခံတာတွေစတဲ့အကြံဖက်လုပ်ရက်တွေကိုနေ့စဉ်ကျူးလွန်နေတယ်လို့သိရပါတယ်။ ပြည်သူတရက်လုံးရဲ့ပုံရံသူဖြစ်တဲ့အကြမ်းဖက်စစ်အာဏာရှင်ဖက်စစ်တပ်ကိုနောက်ဆုံးချိန်ထိပေါင်းစည်းခြင်းအင်အားနဲ့ဆက်လက်တိုက်ခိုက်ချေမှုန်းသွားမှာဖြစ်ပြီးအဲ့ဒီတိုက်ခိုက်မှုကိုတဝဲခရိုင်တပ်ပေါင်းစုနဲ့လောင်းလုံးတမဏိလက်ပြတပ်ဖွဲ့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကတော်လန်ရေးရဲဘော်တွေကတော့အထီးကိမ်းမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်ရှင်။စကိုင်းနိုင်ဘက်ကိုကြည်အောင်ပါစကိုင်းနိုင်အရာတော်မြို့နယ်မင်းရွာဘက်ကိုစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်တပ်ကိုကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်တပ်ကထိခိုက်မှုရှိတယ်လို့ပြည်သူ့ကာကွယ်ရေးမျိုးပြပျောက်ကြားတပ်ဖွဲ့မန္တလေးကပြောပါရယ်ပြီးခဲ့တဲ့စက်တင်ဘာလ22ရက်နေ့မှာအရာတော်မျိုးနယ်မင်းရွာဘက်ကိုစစ်တောင်းထိုးလာတဲ့အကြံဖက်စစ်တပ်ကိုတော်လိုင်းရေးတပ်ဖွဲ့တွေကကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့်အကြံဖက်စစ်တပ်ကထိခိုက်မှုရှိပေမဲ့အရေးအတွက်ကိုတော့အတိမပြုနိုင်သေးဘူးလို့သိရပါရယ် အဲ့ဒီတိုက်ခိုက်မှုကို generation c power ကြီးစက်ပြီးမန္တလေးပြည်သူ့ကာကွယ်ရေးမျိုးပြပျောက် जा တပ်ဖွဲ့နဲ့တော်လန်ရေးဖွဲ့တွေကပူးပေါင်းလှုပ်ဆောင်ခဲ့ပြီးတော်လန်ရေးရဲဘော်တွေကတော့အထီးကိမ်းမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။ generation c power ကြီးစက်ပြီးမန္တလေးတပ်ဖွဲ့ဟာတပိတ်ချင်းမြို့နယ်မတရားမြို့နယ်နဲ့စကိုင်းမြို့ဝင်းကျင်မှာလည်းတော်လန်ရေးတပ်ဖွဲ့တွေနဲ့ပူးပေါင်းပြီးအကြမ်းဖက်စစ်တပ်ကိုဆက်လက်တိုက်ခိုက်နေတာပါ။ဒါအပြင်အကြံဖတ်စစ်တပ်ကအော်တိုဗလာ19ရက်နေ့မှာအရာတော်မြို့နယ်တေချိုဂုံးရွာစာတင်ကျောင်းကို တတဦးလေတပ်ကနေတက်လာတဲ့ YAK 130 Jet Fighter နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်အသက်9နှစ်အရွယ်ကလေးငယ်တဦးအပါအဝင်ပြည်သူလေးဦးသေဆုံးခဲ့တဲ့အပြင်ပြည်သူ10ယောက်ကျော်လည်းထိခိုက်ဒဏ်ရာရရှိခဲ့ကြပါသေးရဲ့ရှင်။မန္တလေးတိုင်းဘက်ကိုကြည့်အောင်ပါမန္တလေးတိုင်းမြင်းကျန်မြို့နယ်မှာအကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းစစ်ဆေးရေးဂိတ်မှာရှိတဲ့စစ်သင်းဘော်တွေကိုဒရုန်းနဲ့ပုံကျဲတိုက်ခိုက်ခဲ့တာကြောင့် စစ်သားတွေထိခိုက်မှုရှိတယ်လို့ရေစကြိုတပ်ပေါင်းစုရဲ့တာဝန်ရှိသူတဦးကရန်ကုန်ခေတ္တကိုပြောပါရယ်ပြီးခဲ့တဲ့အော်တိုဗလာ၁၂ရက်နေ့မှာမြေကြံမြို့နယ်စိတ်ညံရေတင်ယုံ အကြမ်းဖက်စစ်တပ်ရဲ့ရေချောင်းစစ်ဆေးရေးဂိတ်မှာစစ်သည်မော်တွေရောက်ရှိနားခုံနေခြင်းတော်လန်ရေးတပ်ဖွဲ့တွေကဒရုန်းနဲ့ဘုံလေးလုံးကျဲချတိုက်ခိုက်ခဲ့လို့သိရပါရယ်အဲ့ဒီတိုက်ခိုက်မှုအတွင်းမှာစစ်သည်မော်တစ်စီးကိုဘုံကျရောက်ပတ်ကွဲခဲ့တာကြောင့်စစ်သားလေးဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးစစ်သည်မော်တစည်းရဲ့ခေါင်းမိုးလည်းပျက်စီးသွားတယ်လို့သိရပါဗျ အဲ့ဒီတိုက်ခိုက်မှုကိုရင်းစကြိုတပ်ပေါင်းစုရဲ့ဒရုန်းအဖွဲ့ရဲ့ရဲဘော်တွေကလှုပ်ဆောင်ခဲ့တာဖြစ်ပြီးအကြမ်းဖက်စစ်တပ်ဘက်ကလက်နက်ကြီးလက်နက်ငယ်တွေနဲ့ပြန်လည်ပစ်ခတ်ခဲ့ပေမဲ့တော်လိုင်းရင်ရဲဘော်တွေကတော့အထီးကိုင်းမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်ရှင်။အခုနောက်ဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မိထီလာမြို့နယ်ကြောက်ဖြူကုန်းအုပ်စုအုပ်ချုပ်ရေးမှုဝင်းမြင့်ကျော်ကရာဇဝဲမှုတွေကိုကျူးလွန်နေတဲ့အင်ပက်လက်ကြီးရွာသားကျော်ဆိုးလင်းခေါ်ဖားကြီးကို ငွေကျပ်390ပေးပြီးစစ်မှုထမ်းလူစားတို့အဖြစ်ဝယ်ယူကာစစ်တပ်အတွင်းကိုပို့ဆောင်လိုက်တယ်လို့သိရပါတယ်။အင်ပလက်ကြီးရွာသားကျော်စိုးလင်းခေါ်ဖားကြီးမှာမူရစ်စေဝါရောင်းဝယ်တာဆိုင်ငယ်တွေကိုခိုးယူတာတွေကြောင့်အလို့ရှိနေတဲ့ရာဇဝတ်သားတဦးဖြစ်ပေမဲ့လေစစ်မှုထမ်းအဖြစ်390ပေးကာအော်တိုဗလာ16ရက်နေ့ကမိထီလာ133တက်ကိုပို့ဆောင်လိုက်တယ်လို့သိရပါတယ်။ဒေသတရင်ရင်းမြစ်ပြောတာကတော့အုတ်ချုပ်ရင်းမှုဝင်းမြင့်ကျော်နဲ့ကျော်ဆိုးလင်းခေါ်ဖားကြီးကညီကိုဝင်းကွဲတော်တဲ့အပြင် ရာဇဝတ်သားကိုအရေးမယူဘဲငွေကျပ်3.80ပေးပြီးစစ်မှုထမ်းလူစားထိုးလိုက်တော့ရာဇဝတ်မှုတွေလည်းအရေးယူလို့မရတော့ဘူးပေါ့လို့ပြောပါရယ်။အကြံဘတ်စစ်တပ်ကအခုအော်တိုဗလာအတွင်းမှာစစ်မှုထမ်းပတ်စဉ်16ကိုစတင်ဖွင့်လှစ်နေပြီဖြစ်ပါရယ်ရှင်။ဒါကတော့ရန်ကုန်ခေတ်သစ်ရဲ့နေ့လည်ကင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ကျွန်မကတော့ရှားပါ။